မင်္ဂလာပါရှင်ဇွန်လ10ရက်တင်းကွေနေ့ရဲ့တိမတ်ဖွယ်ရာတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရုရှားက KF ကိုအပြင်းထန်တိုက်ခိုက်နေတဲ့တင်းဖြစ်ပါတယ်။ယူကရိန်းနိုင်ငံ KF မြို့ကိုရုရှားတပ်များကဇွန်လ6ရက်တွင်ဒုံးကျည်များမောင်းသူမဲ့လေယာဉ်များဖြင့်ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မဟာဗျူဟာဘုံကျဲလေယာဉ်များကိုတိုက်ခတ်ခဲ့တဲ့အတွက်ယူကရိန်းကိုတုံ့ပြန်မှဖြစ်ကြောင်းရုရှားသမ္မတပူတင်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှတဆင့်သတိပေးခဲ့ပြီးနောက်ရုရှားတပ်များကကီယက်မြို့ကိုပြင်းထန်စွာတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်ရုရှားတပ်များရဲ့တိုက်ခိုက်မှုကြောင့်လူလေးဦးသေဆုံးပြီးလူဦးရေ20ဒဏ်ရာရရှိခဲ့ကြောင်းကီယက်မြို့တော်ဝန်ဗီတာလီကက်ရှ်ကထုတ်ဖော်ပြချထားပါတယ်။ယူကရိန်းရဲ့အစိုးရတိုက်ခိုက်မှုကိုတုံ့ပြန်ရေးအတွက်ရုရှားနိုင်ငံကဆက်လက်ဆောင်ရွက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ထိုင်းနဲ့နေဆက်အရေးတင်းမာနေသောကမ္ဘောဒီးယားအင်အားတထောင်ကျော်တက်ဖြတ်နေတဲ့တွင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့နေဆက်အရေးတင်းမာနေသောကမ္ဘောဒီးယားနိုင်ငံဟာထိုင်းကမ္ဘောဒီးယားနေဆက်ဥပရက်ချက်စတာနေပြည်နယ်ချမ်ပေါ့အေရီးယားတွင်တပ်ဖွဲ့ဝင်1200စုဆောင်ထားကြောင်းတွင်များကဖော်ပြထားပါတယ်။ မကြသေးမီကဖြစ်ခဲ့တဲ့ပဏိပခအတွင်းကမ္ဘောဒီးယားစစ်သားတို့ဦးသေဆုံးခဲ့ပြီးနောက်တပ်ဖွဲ့ဝင်၃ထောင်ထပ်မံတပ်ဖြန့်ခဲ့ပြီးခြုံပေါက်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်စစ်စုပေါင်းအရေအတွက်၁၂ထောင်ရှိလာကြောင်းသတင်းတွေကဆိုထားပါတယ်။လက်ရှိတွင်ကမ္ဘောဒီးယားတပ်ဖွဲ့များဟာနေဆက်တရှောက်အမြောက်များနှင့်ဆက်လက်နေပစ္စည်းအများအပြားဖြင့်တပ်ဆွဲထားကြောင်းသိရှိရပါသည်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့နေဆက်ပြဿနာဆိုးလာပါကအကြီးစားစစ်စီပြုလုပ်ရဲ့အသိရှိရလို့ထိုင်းစစ်ဖက်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အထောက်ချာအာဏာပိုင်စိုးမှုချိုးဖောက်မှုမှန်များကိုကြုံပြန်ရေးအတွက်အကြီးစားစစ်စင်ရေးတစ်ခုပြုလုပ်ရန်အသင့်ရှိကြောင်းထိုင်းစစ်ဘက်ကဇွန်လ9ရက်တွင် ထုတ်ဖော်ပြောကြားလိုက်တယ်လို့သတင်းများကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းကမ္ဘောဒီးယားနိုင်ငံနဲ့နေဆက်အငင်းပွားမှုများအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက်ထိုင်းစစ်ဘက်ကအထက်ပါအတိုင်းထုတ်ဖော်ပြောကြားထားခြင်းဖြစ်ပါတယ်။နေဆက်အငင်းပွားပြဿနာများကိုတန်တမာရေးအရာဖြေရှင်းရန်ကြိုးပမ်းနေခြင်းတွင် ကမ္ဘောဒီးယားနိုင်ငံကနေဆက်တလျှောက်မှာစစ်ရေးအရာအသည့်အနေအထားမြင့်တင်နေမှုများကိုထောက်လှမ်းရေးသတင်းများရရှိထားကြောင်းထိုင်းစစ်ဘက်ရဲ့ဇွန်လ9ရက်သတင်းထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ EV ကားတွေအပါအဝင်ကားအစီးရေ3000တင်ဆောင်လာတဲ့ကုန်စည်သင်္ဘောမီလောင်နေတဲ့သတင်းဖြစ်ပါတယ်။ EV ကားအစီးရေ800အပါအဝင်ကားအစီးရေ3000တင်ဆောင်လာတဲ့ကုန်စည်သင်္ဘောဟာဇွန်လ3ရက်ကပစိဖိတ်သမုဒ္ဒရာအတွင်းသွားလာချိန်မှာမီလောင်မှုဖြစ်ပွားခဲ့ရာ တင်မောသား22ဦးဟာကုန်စည်တင်မောကိုစုံခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။အရှိပေ600ရှိတဲ့မော်နီမန်ဒယ်အမည်ရှိတဲ့ကုန်စည်တင်မောဟာပြည်ထောင်နိုင်ငံအလံလွှင့်ထူထားပြီးလန်ဒန်မြို့အခြေဆိုင်ဆူဒီယက်မယ်ရီတိုင်းကုမ္ပဏီကစီမံခန့်ခွဲနေတာဖြစ်ပါတယ်။အဲ့ဒီကုန်စည်တင်မောဟာတရုတ်နိုင်ငံရှန်ထိုင်းမြို့ရှန်ဟိုင်းမြို့နဲ့ကွမ်ကျူးမြို့တွေမှာရပ်တန့်နေပြီးမေလနောက်ပိုင်းကတရုတ်နိုင်ငံကစုံခွာခဲ့တာဖြစ်ပါတယ်။ ် ETS Iceland ကျွန်းတောင်ပိုင်းကမိုင်300အကွာကိုကုန်စီတင်မောရောက်ရှိချိန်တွင်ဇွန်3ရက်ကတင်မောသားတွေဟာ EPS ကားတွေတူလောင်ထားတဲ့ကုန်းမမှာမိခုတွေထွက်ရှိနေတာကိုတွေ့ရှိခဲ့ပြီးမိငိမ့်တက်နိုင်အောင်ဝိုင်းဝန်းကြိုးပမ်းခဲ့ပြီးမဲ့မိငိမ့်နိုင်ခြင်းမရှိခဲ့ကြောင်းသိရပါတယ်။တင်မောမိလာမှုကိုမငိမ့်တက်နိုင်တဲ့အတွက်တင်မောသားတွေဟာဘေးအန္တရာယ်အချက်ပြမှုကိုထုတ်ပြန်ပြီးအသက်ကယ်လေတွေနဲ့ထွက်ပြေးမှုကြိုးပမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီတင်မောသားတွေကိုအနီးနားမှာရှိတဲ့ Costco Hellas တင်မောကကဲတင်ပေးခဲ့တယ်လို့သိရပါဗျ အဲ့ဒီတင်မော်ဟာဒံွေရီမက်ထရစ်တန်350ခန်းနဲ့ဆာလ်ဖာလောင်စာစီတန်ချိန်1530ခန်းကိုလည်းတည်ဆောင်လာခဲ့တယ်လို့သိရှိရပါတယ်ရှင်။